အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်ပေါ့လေမကြခင်မှာကြာရောက်တော့မယ်မြမရိုးရနှစ်သက်အတွက်ပေါ့လေတနစ်စာကံကြမ္မာဟောကင်းကြီးကိုကျွန်တော်အသေးစိတ်လေးလာလိုက် အချက်လက်လေးစုံစုံစစ်စစ်နဲ့ဟောကြားပေးမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့မကြခင်မှာကျွန်တော်တို့မြမရိုးရမှာ1386ခုနှစ်ကနေ1389ခုနှစ်ကိုကူးပြောင်းတော့မှာပေါ့လေ ဧပြီလ18ရက်နေ့ဆိုရင်နစ်ဆန်တီးရက်နေ့အဲ့ကနေစပြီးဂူပြောင်းတော့မှာပေါ့နော်အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့နှစ်တွေမှာလည်းတနစ်စာကန်ဂျမာဟော်ဝင်းဆိုပြီးနေ့နံခုနှစ်ခုစလုံးအတွက်အသေးစိတ်လေးတွေအများအားကျွန်တော်ဟော်ဝေးကလေးရှိပါတယ်ဗျာနော်လာလိုက်ပါတည်တည်ရှာလေးဟော်ဝေးလေးရှိတယ်အခုတခါမှလည်းထပ်ပြီးဟော်ဝေးပါအောင်မယ်အဲ့တော့ဟော်တဲ့ခါမှာတော့ကျွန်တော်မဟုတ်ခင်ကြိုပြီးမြေတားရက်ခံစရာလေးတွေနားလည်အောင်ရှင်းပြစရာလေးတွေရှိတယ်ဟော်တဲ့ခါမှာကျွန်တော်ဒီတွက်ချက်ပြီးစစ်စစ်ပြီးဟော်တဲ့ခါမှာဗေဒင်မျက်နှာပဲကြည့်ပြီးဟော်မယ်အဲ့ ဗီဒီယိုထဲမှာကောင်းတာမြင်ကောင်းတဲ့တိုင်းဟောမယ်အကဲမကောင်းဆိုရင်ကျွန်တော်မကောင်းဆိုတဲ့တိုင်းပြီးတော့ပို့အနေနဲ့ပြောမယ်နော်ဒါကတော့ကျွန်တော်မဟုတ်ရင်အများအားပြောလို့ရှိတယ်နောက်တစ်ချက်ဘာပြောချင်တာလဲဆိုတော့တနစ်စာဟောရမှာဖြစ်တယ်အခြေကြီးပေါ့လေတနစ်စာ72နာလောက်ရင်းအကျုံးဝင်တယ်အဲ့တော့တနစ်လာသားသမီးတွေတွေ့လို့ဟောတဲ့အခါမှာကောင်းတာတွေလည်းပါမယ်ညံ့တာတွေလည်းပါမှာပေါ့ပါတဲ့အခါမှာတချို့လေးတွေကဟာငါတို့ကတော့ကောင်းပါတယ်ကွာ तू ကဟောတာညံ့နေပြီပဲကွာဆိုတချို့ကပြောတယ်အာတချို့ကတော့တမျိုးမျိုးရှိသေးတယ်လေအာ तू က ဟိုညနေလာတော့ပြောတာငါးတိမကောင်းနေလာဆိုတော့လာသေးတယ်အဲ့တော့ဒါသည်တဝူးတယောက်ချင်းရဲ့ဇာတာတွေအသေးစိတ်တွက်ချက်ပြီးတော့ဟောတာမဟုတ်ဘူးလူအားလုံးအတွက်ခြုံဟောတာတရင်းလာသားသမီးမန်တော်လည်းပဲမြန်မာတိုင်းနိုင်ငံထဲမှာတော့မှဟို50တန်းလောက်ရှိတယ်ဆိုရင်ညအဲ့ထက်ကနေတရင်းလာသားသမီးဘယ်နှတန်းလောက်ရှိမလဲတွေးကြည့်ပေါ့ကဘာတဝန်းလုံးဆိုလည်းအများကြီးပဲပေါ့လေအဲ့တော့အရောက်စီတန်းအရောက်စီတန်းအတွက်ရေလို့တော့ကျွန်တော်မပြောလို့ဘူးသို့တော့ကျွန်တော်ရဲ့ host တန်းဒီတိုင်းလာသားသမီးအားလုံးအတွက်ခြုံငုံပြီးတော့ အနည်းဆက်ဆုံးအသေးစိတ်ဖြစ်အောင်တော့မန်ကောင်ကျွန်တော်အတက်နိုင်ဆုံးခေါ်ရပေးတယ်ဆိုတာလေသိစေချင်တယ်နော်ဘလိုမျိုးကြီးအသေးစိတ်ကြီးတိတိကျကျသိချင်တော့ပျောက်ချင်းကြီးကျွန်တော်စီစားလာလားစစ်ကြည့်ပေါ့ဒါကတော့ရှင်းပါတယ်ကနော်ဟုတ်ပြီဟောမယ်ဟောတဲ့ခါမှာကျွန်တော်အားလုံးပေါင်းအချက်၈ချက်ဟောပေးမယ်အဲနံပါတ်၁ချက်ကဘာလဲဆိုတော့ဒီတနစ်စာပတ်လုံးမှာဂျုံလို့ရမယ်တနစ်လာသားသမီးတွေရဲ့စိတ်တစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်၂ကျတော့သူကအလောက်ကန်နဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်၃ဝင်ဝင်နဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်၄ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ် နံပါတ်5အိမ်တော်ရင်အခြေအနေနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်။နံပါတ်6ကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်။နံပါတ်9ဆိုလို့ရှိရင်တနစ်စာအားလုံးကို hostel နဲ့ကိုခြုံပြီးတော့ဒီတနစ်လာသားသမီးတွေအတွက်ကျွန်တော်ရေးပေးတဲ့အကြံပေးချက်ပေါ့လေ။အဲ့ဒါလေးကျွန်တော်ဟောပေးမယ်။နံပါတ်8အနေနဲ့လောက်ရမယ့်ရရားဆိုပြီးတော့ကဏ္ဍလေးစုံစုံစီလေးကျွန်တော်ဟောပေးမှာဖြစ်တယ်နော်။အဲ့တော့ပထမအဆုံးအဲစစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေပေါ့လေ။ဒီ1389ခုနှစ်မှာ တလင်းလာတာသမီးကျွန်တော်မိတ်ဆွေတွေစစ်တပိုင်းဆိုင်ရာအခြေအနေဘယ်လိုဖြစ်မလဲဆိုရင်ဗီဒီယိုမှာပဲကြည့်ပြီးပြောရမယ်ဆိုရင်တော့ဒီနှစ်တစ်နှစ်လုံးကစိတ်လုံးစရာစရာတွေနဲ့ကြုံနေရမယ့်နှစ်ထဲမှာပါတယ်ကိုဖြစ်ရှင်တာတွေလှုပ်ရှင်တာတွေအရန်များနေလိမ့်မယ်ဗျာတိလားစိတ်ညစ်တာလည်းမခံနိုင်ဘူးပေါ့လေပြီးတော့တကယ်ရဲ့အားဖြစ်တော့အပြင်မှာလုံနိုင်လားဆိုလို့ရှင်လည်းမလုံနိုင်ဘူးဗျဖြစ်ရှင်တာတွေလှုပ်ရှင်တာတွေများပြီးတော့လက်တွေ့အကောင်တွေဖော်ဖို့ကြတော့အခက်ခဲတွေသွားကြုံနေရတတ်တယ်မဖော်နိုင်ဘူးဆိုရင်ပုံမှန်တယ်ပေါ့လေဘာဝဲလို့လို့ပြီးတော့ စိတ်ကလည်းခဏပဲဗျခုတစ်မျိုးတည်းကြတဲ့မျိုးခဏနေတဲ့မျိုးအမျိုးအမျိုးမျိုးပြောင်းနေတာမျိုးလေးတွေဖြစ်တတ်တယ်ဗောလေဒါလေးလောက်ရမလားဒါလေးလုံနေတဲ့ဆက်ဆက်လေးဖြစ်သေးတယ်ဟိုဘက်လေးပြောင်းနေတယ်စတရားပြီးဒါမျိုးလေးတွေလည်းဖြစ်တတ်တယ်သတိထားကိုယ်စိတ်ကိုကိုယ်မနိုင်ဘူးဆိုတာမျိုးလေးတွေဖြစ်တတ်တယ်စိတ်ကူးရဲ့ဆန္ဒအရင်များလုံးတတ်တယ်နော်စိတ်ကူးနဲ့လက်တွေ့ကွာခြားနေတဲ့အနေအထားကြီးကိုတခြားဘောက်ရင်ဆိုင်ရလိမ့်မယ်စိတ်ကူးရင်တတ်နေမယ်ကိုယ်လှုပ်ချင်တာတွေကိုစိတ်ကူးထဲမှာပဲအောက်ကောင်းထဲဖော်လို့ရပြီလက်တွေ့ကြတော့ဖော်ဖို့အခက်ခဲတွေအများကြီးရင်ဆိုင်ရတာ ဖော်လို့မရနိုင်တာမျိုးတွေဖြစ်နေလိမ့်မယ်အထူးသဖြင့် April လနဲ့ November လတွေမှာဆိုရင်စိတ်ညစ်စရာလေးတွေပြင်းပြင်းထန်ထန်ပူပြီးကြုံရတဲ့လလို့ခေါ်တယ်တည်တည်ရှာလေးလိုက်မှတ်ထားပါအရန်ရည်ကြည်ပါတယ် April လနဲ့ November လစိတ်သက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစိတ်ညစ်စရာလေးတွေပို့တွေ့ရလိမ့်မယ်သတိထားပြီးနေပါလို့အကြံပေးခြင်း ਨੇ ဇန်နလာတွေကတော့ကြုံကမှကြုံတော့တာမန်ပေါ့လေအဲ့ဒီနှစ်လရှိတဲ့အထက်မှာအဲ့နှစ်လကတော့အဆိုးဆုံးပဲသတိထားပါ နံပါတ်1အချက်အနေနဲ့အလောက်ကန်တဲ့ပတ်သက်ပြီးကျွန်တော်မှာခြင်းတယ်အဲ့ဒါပါလဲဆိုတော့ဒီတနစ်စာပတ်လုံးမှာအလောက်ကန်တဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးတွေဟောမှာတော့အားနာတယ်ဘာကြောင့်လဲဆိုတော့နိမ့်နံ9ခုရှိတဲ့အထက်မှာနိမ့်နံ3ခုကကံညံ့တယ်ဗောလေအဲ့ဒီကံညံ့တဲ့အထက်မှာနံပါတ်1ကဲနံပါတ်2ကဲနံပါတ်3ရဲ့ဆိုပြီးရှိတဲ့အထက်မှာတနင်္လာသားသမီးတွေကနံပါတ်3နဲ့ရမှာရှိတယ်ဒီတနစ်စာဒီတနင်္လာသားသမီးတွေအတွက်ကံကောင်းတဲ့နှစ်တစ်နှစ်ထက်မှာမပါဘူးအဲ့ဒါလေးကတော့သိစေချင်တယ် เนาะအဲ့ဒါကြီးကတော့မမေ့နဲ့ပေါ့ဟုတ်ပြီအဲ့တော့ဒီတနစ်စာပတ်လုံးမှာအလုတ်ကန်နဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်အစင်မပြေမှုတွေကြုံရတာမျိုးဖြစ်နေတယ်ကိုကကိုစားညာဆိုရှိသလားပေါ့လေကျိုးသားတယ်သို့တော့ကျိုးသားတိုင်းဖြစ်လာဆိုတော့မဖြစ်ဘူးဗျလူသမားအရာရာအတိုင်းမှာအခက်ခဲတွေအဓာစီတွေဖြစ်စီမဲ့သူတွေနဲ့တွားပြီးစုံစည်းရတာမျိုးတွေဖြစ်တတ်တယ်အရန်တရိထားမယ်အထူးသဖြင့်ဒီဇူလိုင်လနဲ့ဖေဖော်ဝါရီလတွေမှာဆိုရင်ကိုယ့်ရဲ့မိတ်ဆွေတွေလက်အောက်ငယ်သားတွေအလုပ်သမားတွေကြောင့်အလုပ်ထဲမှာပြဿနာဖြစ်တယ် အထက်လူကြီးတွေဖိအားပေးတယ်အောက်လက်ငယ်သားတွေစန့်ကျင်ဒေါ်လာနဲ့လောဘကကင်မဲ့အချင်းချင်းနောက်ကျောဓာတ်နဲ့တစုံထိုးတယ်ဒါမျိုးတွေတွေသွားကြုံရတဲ့ဒရိထားပါမသိတော့ကို့အကျိုးပေါ့လေလူလားတလို့လို့ကူညီတလို့လို့နဲ့နောက်ကျောဓာတ်နဲ့ထိုးမဲ့သူတွေရှိနေတယ်ဆိုတာလေသိစေချင်တယ်ဇွန်လနဲ့ဇန်နဝါရီလတွေမှာတော့အလောက်ဝင်မှာအခက်ခဲတွေကြုံရရတဲ့ဒရိထားပြီပါဘာပဲလို့လို့အလွယ်လွယ်အချော်ချော်ဖြစ်နေလိမ့်မယ်ဂယုဆိုင်ပါကိုကဒါလို့ဟိုဟာဖြစ်တယ်ဟိုဟာလို့ဒါဖြစ်တယ် တချို့ကကြတော့ကိုပိုင်စည်းဝါးရေးလုပ်လဲအဆင်မပြေဘူးဆိုပြီးဒီလုပ်လေးပြစ်ထားပြီးနောက်လုပ်တစ်ခုလုပ်လုပ်တဲ့လုပ်ကပို့ပြီးအញ្ញမ်းခိုက်လေးကြုံပတ်ချာပါတော့လဲတာမျိုးလေးတွေဖြစ်တဲ့တော့အထူးအထူးသတိထားပါလို့ထက်တယ်လဲလဲအကြံပေးခြင်းနဲ့ကို့ဆရာသမားကို့ထက်ကြီးခဲ့တဲ့အထက်လူကြီးကို့အကျိုးလိုလားတဲ့သူတွေသူတို့စီကနေအကြံဉာဏ်အကူအညီလေးတွေယူပါနော်ကို့ရဲ့တဦးတယောက်တည်းဆုံးမချက်နဲ့အိတ်ကာလာတွေမှာမလောက်ပါနဲ့လို့ကျွန်တော်အကြံပေးခြင်းနဲ့ပြီးတော့ဒီကာလာမှာကျွန်တော်ခုနကပြောတဲ့လလေးတွေကလွယ်လို့ရှိရင် ကျန်တဲ့လနေတွေကတော့ဒီတနစ်စာပတ်လုံးမှာတနစ်လသားသမီးတွေအတွက်မစိုးဘူးဆိုတဲ့အနေထားလေးတွေရှိတယ်။တေချာတာကတော့ဒီနှစ်ဒီတနစ်လသားသမီးကျွန်တော်မိတ်ဆွေတွေအတွက်ကံကောင်းတဲ့နှစ်ထပ်မှာမပါဘူး။အဲ့ဒါလေးသိစေချင်တယ်ဗျာနော်။ပြီးတော့ဒီနှစ်တနစ်စာလုံးမှာနံပါတ်၃အချက်အနေနဲ့ကျွန်တော်ဝင်ဝင်နဲ့ပတ်သက်ပြီးပြောချင်တယ်။အဲ့ဝင်ဝင်မှာအဓိကအားဖြင့်ပုံစံတွတ်မလို့မရတဲ့အနေထားမျိုးကြီးတွေဖြစ်လာလိမ့်မယ်။အထူးသဖြင့် August လနဲ့ March လပေါ့လေ။အဲအဲ့လားလေမှာဆိုတော့ဝင်ဝင်အမှန်များတဲ့ကာလလို့ခေါ်တဲ့အတွက်တော်တော်လေးအားကောင်းတယ်ဗျာဝင်ဝင်တော်တော်လေးများတယ် ဒါပေမဲ့လို့ဘာဖြစ်လဲဆိုရင်ကိုကအသုံးလွယ်နေတာမျိုးလေးတွေလက်ဖွာနေတာမျိုးလေးတွေဖြစ်တဲ့အခါမှာစူးလို့ဆောင်းလို့မရတဲ့အနေအထားလေးတွေဖြစ်တယ်။မနှက်ဝင်လိုက်ညက်နေထွက်လိုက်နဲ့ပျက်ချပါတော့လဲတာမျိုးလေးတွေဖြစ်တဲ့အတွက်သတိထားပေးပါနော်။အဲနောက်တစ်ခါစနေမာလာအဲ့စနေမာလာမှာဆိုလို့ရှိရင်တော့ငွေကြေးအမရံကံကောင်းတယ်။စူးလို့ဆောင်းလို့ရတဲ့အနေအထားဖြစ်မယ်။စနေမာလာကငွေကြေးကအကောင်းဆုံးသောလဖြစ်တဲ့သေချာလေးလိုက်မှထားပါအရင်အရေးကြီးပါတယ်ဆိုတော့နော်တော်တော်လေးအကောင်းပါတယ် အနုမာဆိုလို့ရှိရင်လည်း तू ကပုံမှန်ဝင်ဝင်လေးရှိတယ်ကြီးကြီးမားမားကြီးမတိုးတက်ဘူးဆိုတော့မှ तू ပါလေးနဲ့ तू မဆိုးဘူးလွယ်ပတ်နိုင်တဲ့အနေအထားရှိမယ်သို့တော့ဇူလိုင်လနဲ့ဒီဖေဖော်ဝါရီလပေါ့လေအဲ့ဒီလတွေမှာဆိုလို့ရှိရင်မဲ့ရဲဆိုရင်အပေါင်းအသင်းသူငယ်ချင်းမိတ်ဆွေစသည်အားဖြင့်အဲ့ဒီသူတွေကိုငွေကြေးချီးငားမိတဲ့အတွက်ဆုံးရှုံးတာတွေအာမခံတွေပါလေလိုက်မိတဲ့အတွက်ကြားရရဆက်ရောရတာတွေဖြစ်ရတဲ့အတွက်အာမခံလုံးဝလည်းလုံးမရဘူးငွေတွေပါလေလုံးဝချီးလို့မရဘူးဆိုတာလေးသိစေချင်တယ် ကိုယ့်ရဲ့အရန်ရင်းနေတဲ့မိတ်ဆွေတွေတင်ငယ်ချင်းတွေအိမ်ကြီးနားချင်းတွေပေါ့လေအဲ့လူတွေရဲ့လိန်လံမှုတွေတွေခံတတ်တဲ့လားလို့ခေါ်တဲ့အတွက်အထူးအထူးသတိထားပါလလိုက်ပြောတာလေးတွေမမေ့ပါနဲ့နော် ပြီးတော့ဧပြီလနဲ့နိုဝင်ဘာလအဲ့ဒီလနေမှာကြာတော့ဝင်ငွေလေးတွေကတိတိတသားကြီးညော့လာလိုက်မယ်အလုတ်ကန်တွေလုတ်တဲ့ခါမှာလဲဟိုရောင်းမဝယ်ပါဖြစ်တာမျိုးလေးတွေဝင်ငွေတိတိတသားကြီးညော့သွားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြီးကြီးမားမားယဉ်ရင်မြုံနံလို့မရဘူးဆိုတာလေသိစေချင်တယ်ဂယုစားပေးပါအဲ့လအတွက်လဲဂျူကြီးပြင်ဆင်ထားပါ ပြီးတော့သူကဝင်ဝင်နဲ့ထွက်ဝင်ဆိုထွက်ဝင်တားများတာပေါ့လေအဲ့ကာလနေမှာဆိုသူကတရားထွက်ရင်တထောင် sorry တရားဝင်တထောင်ထွက်တယ်ဆိုတဲ့ကာလမျိုးเนาะအဲ့လိုမျိုးကြီးသွားဖြစ်တတ်တယ်ဝင်ဝင်တော့ပြီးတော့ထွက်ဝင်များတယ်ဆိုတဲ့ကာလကြီးဖြစ်တဲ့သူကတော်တော်လေးသတိထားပါငွေရောပေါက်ကြီးကြီးနေနိုင်မယ်တွက်ရင်လည်းတောက်ကိုစိနေတာပဲဒါပေမဲ့လို့ဘလို့မအောင်ဖာလို့မရဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်မေလနဲ့ဒီဇင်ဘာလအဲ့ဒီလတွေမှာတော့ဝင်ဝင်ထွက်ဝင်လေးကသူ့အလေးနဲ့သူတော့ညနေနိုင်မယ်เนาะအကောင်းဆုံးလည်းမဟုတ်ဘူးအဆိုးဆုံးလည်းမဟုတ်ဘူး ူကသူမျက်နှာတက်တာလေးရှိတော့မစိုးဘူးပေါ့လေမစိုးမိမဆောင်မှုဘူးဆိုပေမဲ့လည်းအကျိုးတွေပါတယ်မတင်ဘူးဆိုတာမျိုးအဲ့လာမှဖြစ်တတ်တယ်ကြံတဲ့လနေမှာတော့ငွေကြေးကဝင်လိုက်ထွက်လိုက်ထွက်လိုက်ဝင်လိုက်ပတ်ချာပါတော့လဲတာပေါ့လေလာတာထုတ်လိုက်ဒီဝင်ကြံလိုက်နဲ့နောက်လာတာထုတ်ဖို့ပြန်ရင်ဂျူစားလိုက်ဒီဝင်ကြံလိုက်နဲ့ပတ်ချာပါတော့လဲတတ်တယ်နော်အကုန်ကြနေတယ်အရန်များနေတတ်တယ်ကိုယ့်ရဲ့စုဆောင်ထားတဲ့ရှိတာဟာလေးတွေတော့မှမမြဲပဲနဲ့အကြောင်းကြောင့်ပြန်ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတနစ်စာပလောဝင်ဝင် ြည့်လိုက်မယ်ဆိုလို့ရှိရင်ကံကောင်းတဲ့လလေးတွေရှိတော်လည်းပဲအဝင်နဲ့အထွက်မှာအထွက်များတဲ့လလေးတွေငွေကုန်ကြေးကျများတဲ့လလေးမျိုးတွေဖြစ်တတ်တယ်အဲ့လလေးတွေဆိုရင်ဘာဘာဘာလောက်ပါမယ်သတိထားရမယ်စုဆောင်လို့ရတဲ့လတွေမှာဆိုအလုပ်ကိုပိုကြိုးစားကြီးရှာစုဆောင်မှုပိုပြီးလုပ်ဘူးဒါဆိုတော့သူ့အနေနဲ့သူအဆင်ပြေသွားလိမ့်မယ်ကြနော်နံပါတ်၄အချက်ဖြစ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အချက်လေးနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီတနစ်စာပတ်လုံးမှာတနင်္လာသာသမီတွေပညာရေးကံကောင်းတယ်ဗောလေ ကိုကျိုးသားရင်ကျိုးသားတော့အကျိုးခံစားမှုရမယ်နှစ်တစ်နှစ်ထဲမှာပါတာဖြစ်တဲ့အတွက်အမှန်တော့ဝမ်းသာဖို့ကောင်းတယ်နော်ညာနဲ့ပင်ဝါအဖြစ်တနေ့အသာသမီးကညာရင်ထက်မြက်ပြီးညာကောင်းတဲ့သူတွေမှာပါပါတယ်စိတ်ပူကြမလို့ပါဘူးစာကြက်ရင်စာကြက်လွယ်ပြီးတော့ရလိမ့်မယ်သို့တော်လည်းပဲဧပြီလနိုဝင်ဘာလဇွန်လဇန်နဝါရီလအဲ့ဒီလတွေမှာဆိုလို့ရှိရင်စာကြက်ကခက်နေတဲ့တဘာဝရှိတဲ့အတွက်အထူးသတိထားပါစာကြက်ပြင်းနေတာမျိုးတွေဖြစ်တတ်တယ် မမင်းနဲ့เนาะကျွန်တော်ပြောရဲလာနေဒီဆိုသတိဓာတ်ထားပြီးတော့ပဲပြီးတော့ဇူလိုင်လနဲ့ဖေဖော်ဝါရီလနဲ့မှာဆိုရင်စိတ်တွေလေနေနေမယ်စာကြက်လို့မရအောင်ဖြစ်နေနေမယ်အဆောင်ဝဲဖြစ်လို့ရှိရင်လည်းအောင်ဖို့အတော်လေးစူးစမ်းယူရလိမ့်မယ်เนาะအဲ့ဒီစကားတွေတော့မမင်းနဲ့ပြီးတော့ရှိရင်ဩဂတ်စ်လနဲ့မတ်လပေါ့အဲ့ဒီလနေမှာဆိုလို့ရှိရင်တော့အဲ့ဩဂတ်စ်လမတ်လနောက်ကအောင်လိုပါလားအဲ့ဒီလနေမှာဆိုရင်ဆောင်းဝက်ဖြင်းတေချာပေါ့ထူးထူးချွတ်ချုံဂုံလူတွေတတိယသနာနဲ့အောင်မဲ့ဆိုတဲ့ကာရတွေဖြစ်တယ်အဲ့ဒီလနေမှာဖြစ်နိုင်လို့ရှိရင်တော့ အရေးရှိတဲ့အလုပ်အနေမျိုးဖြစ်တာတွေကျောင်းဆောင်ဝယ်ဖြစ်တာတွေရာထူးထူးဖြစ်တာတွေကိုဖြစ်ပြအောင်ဖြစ်ပါလို့ကျွန်တော်အကြံပေးနေတယ်ဗျာနော်စနေမှာမှဆိုလို့ရှိရင်တော့လေဖြစ်လို့ရှိရင်ကွန်မန်းနာတာပို့ပြီးထူးချွန်တဲ့အောင်မြင်မှုကိုရမယ်ဆိုတဲ့ကာလတွေမှာပါတဲ့သူအမရန်ကောင်းတယ်ဗျာနော်အဲမေလာဒီဇင်ဘာလအဲဒီလတွေမှာလည်းဆောင်ဝယ်ဖြစ်အောင်တယ်ဗျာဆိုတော့အခုတော့ရှိတာပေါ့လေတချို့ဂျန်နဲ့လှနေတဲ့မှာကြတော့ကိုမန်းနာတော့ပေါ့လေမအောင်မြင်မဲ့ တာမနောက်တွေပဲသွားရမလို့တော့ဖြစ်တယ်ပဲထင်တော့မပေါ့ဘူးဖြစ်တယ်ပဲသို့တော့ဘာပဲဖြစ်ရောချုပ်ပြီးကြည့်လိုက်မယ်ဆိုရင်လတ်တော်များများမှာပညာရေးနဲ့ပတ်သက်ပြီးအမှန်တန်ကောင်းတယ်အောင်တဲ့အခါမှာလည်းထူးထူးချင်ချင်ဂုံလူတွေနဲ့တိတိကျကျနဲ့အောင်ရတဲ့ဆိုတဲ့နေရာကြီးပါတာဖြစ်တဲ့အတွက်ဒီတက်စာပတ်လုံးကတရင်လာတာသူတွေကပညာရေးနဲ့ပတ်သက်ရင်ဘာလို့ဘာမှစိတ်ပူရမလို့အဲ့တော့ဒီသိသိချင်းနေတယ်နော်အဲ့တော့နံပါတ်5အချက်အနေနဲ့တရင်စာပတ်လုံးကြုံရမယ်တရင်လာတာသူတွေရဲ့အချစ်အိမ်အောင်ကြီးကံလေးဟောပေးခြင်းနေ တော့ကျွန်တော်ဗီလီမျက်နှာပဲကြည့်ပြီးဟောအောင်ပါဗောလေဒီနေ့တနေ့တာပတ်လို့အိမ်တော်အိမ်ကံကတော့ကောင်းတဲ့အထက်မှာပါတယ်เนาะမကောင်းမဟုတ်ကောင်းတယ်တရားနဲ့တရားအဘေးယူမြတ်တာပြီးတော့နှစ်ခုတစ်စိတ်ဖြစ်တာမျိုးတွေဖြစ်တတ်တယ်เนาะတို့တော့လည်းပဲတစ်ခါပြေပါလင်းနဲ့မရရှာနေသွားပါလေချစ်သူသမီးသားဘဝပဲဖြစ်ဖြစ်ပါလေအခက်မဲ့တဲ့စကားများရံဖြစ်တာမျိုးကတော့ရှိမှာပေါ့ရှိလည်းခဏပါပဲချက်ချင်းပြန်ပြီးတက်တာမျိုးတွေတော့ဖြစ်တတ်တယ်အဲတယောက်တစ်ယောက်မျက်နှာမမြင်ကြတော့အောင်လုံးဝဖြစ်တဲ့အထက်မှာတော့မပါဘူးပေါ့လေ ချစ်လို့ခင်ခင်လို့ချစ်လို့ခင်လို့စရင်တော့နဲ့ဖြစ်တဲ့ပြဿနာလေးတွေပေါ့လေအဲအဲ့ကိစ္စလေးတွေကရောစားဖြစ်တဲ့ကိစ္စလေးတွေကတော့ဖြစ်တတ်တယ်သို့တော့ကျွန်တော်စိတ်ပူတာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီကရမှာအချစ်အိမ်တော်ဝင်တဲ့ပတ်သက်လို့ရှိရင်အရင်ကဖုံးဝဲထားခဲ့တဲ့ကိစ္စတွေကဒီကရမှာဘွားလဲဆိုပြီးပြန်ပေါ်လာတာပေါ့လေအချစ်အိမ်တော်ကြီးမှာအချစ်တို့အိမ်တော်ကမသိအောင်ဖုံးဝဲထားတဲ့ကိစ္စလေးတွေအိတ်ကာလလေးတွေမှာပြန်ပြီးပေါ်လာတာမျိုးတွေတော့ကြုံရတတ်တယ် အခုလက်ရှိဖြစ်တဲ့အနေဒါမဟုတ်ဘူးเนาะအရိတ်ကဖြစ်ခဲ့တဲ့အချိန်မှာဖုံးလာအောင်မတိအောင်လုပ်ထားတဲ့ဟာတွေကဘွားနဲ့ဆိုပြီးဘူးပေါ့သလိုပေါ့လေတခိုးလူမှုတွေပေါ်တဲ့ကိစ္စတွေကတော့ပြဿနာလေးတွေဖြစ်တတ်တယ်ဂယုဆိုင်ပါချစ်သူအလောင်းဘက်တွေဖြစ်စေကိုယ်တိုင်ဖြစ်စေဖုံးမလာတဲ့အရာလေးတွေပြန်ပေါ်တတ်တဲ့ကာလလည်းမှာပါတယ်တော့ဝတ်ထားတဲ့အရာလေးတွေယနေ့ဟာလေးတွေပြန်ပေါ်လာမျိုးတွေဖြစ်တတ်တယ်ဒရိထားပါလို့တော့အကြံပေးတယ်ဧပြီလနိုဝင်ဘာလအဲ့ဒီလနေ့မှာဆိုတော့လူများချင်းစကားများရံဖြစ်ရတတ်တယ်ပေါင်းချင်းအနောက်ရှက်လေးတွေ စေဘုသားရဲ့အနောက်ရှက်တွေဂျားလူအနောက်ရှက်တွေကြောင့်စကားကားရပ်ပြရတယ်တရားဝဲဆိုင်မှာတရားမကြည်မလင်ဖြစ်အောင်လုပ်ရတယ်ဖြစ်တတ်တယ်ဇူလိုင်လနဲ့ဖေဖော်ဝါရီလတွေမှာတော့တာသမီတွေအတွက်စိတ်အနှဲငယ်ညက်ကတာလုပ်ရတယ်ဖြစ်တတ်တယ်ကိုယ်ပြောတာကနားမထောင်ဘူးလေတာသမီတွေကိုထင်ရဆိုင်နေတာလုပ်ရတယ်ဖြစ်တတ်တယ်နော်တာသမီတွေကိုစီရနေမကောင်းသောထွက်ခြင်းနဲ့ထွက်တာလုပ်ရတယ်ဖြစ်တတ်တယ်အော်နိုဘာလာအဲ့ဒီအော်နိုဘာလာမှာဆိုတော့အိမ်တော်ရဲ့အထူးအထူးတာရတယ်ဗျာနော်အဲချစ်သူမရှိတဲ့သူတွေဆိုချစ်သူရတယ်ချစ်သူရှိတဲ့သူတွေဆိုအိမ်တော်ကြတယ် အိမ်တော်ရှိတဲ့သူတွေဆိုလို့ရှိရင်လည်းကောင်းတာပေါ့လေအချင်းအိမ်တော်ကြီးသူကပြည့်ပြည့်ဝဝလေးကြည်ညူးညူးခံစားရတဲ့ကာလလို့ခေါ်ရကြကျန်တဲ့လတွေကတော့တာမန်ပဲပေါ့လေဒီဇိုင်းတွေပဲဖြတ်သားတဲ့ကာလတွေပါပဲပါပါတယ်အဲ့တော့ခြုံဝင်းကြည့်မယ်ဆိုရင်တော့အရင်ကြီးဆိုလိုဝါကြီးရှိတဲ့ထဲမှာမပါဘူးအချင်းအိမ်တော်ကြီးမစိုးဘူးဆိုတဲ့အနေထားလေးတွေမှာပဲသွားပါပါတယ်နော်နံပါတ်6အနေနဲ့ကျမိုင်းနဲ့ပတ်သက်တဲ့တနင်္လာသာသမီတွေတနင်္လာကြောင်းမဲ့ကံတမလေးကိုကျွန်တော်ကြည့်တဲ့အခါမှာ ဒီတနစ်စာဖတ်လို့မှာကျမ်းမာရေးကတော့အထူးမညံ့ဘူးဗောလေတာမန်ဖြစ်နေဖြစ်တာရှိတဲ့ကျမ်းမာရေးအညာအခိုင်ယောဂလေးတွေပဲဖြစ်တာမျိုးလေးတွေတွေ့ရတယ်အဲ့တော့ဖြစ်တဲ့အခါမှာလည်းဘယ်နဲ့မှဖြစ်မလဲဆိုပြီးကျွန်တော်လမ်းကြည့်တဲ့အခါမှာဇွန်လဇန်နဝါရီလအဲ့ဒီလတွေမှာဘာနဲ့ပတ်သက်ပြီးဖြစ်လဲမင်းအာယုံကြောင်းခေါင်းနဲ့ပတ်သက်တဲ့ဟာလေးတွေဖြစ်တဲ့ခေါင်းမူမယ်ခေါင်းတွေအုံနေမယ်မျက်ကြောတွေထိုးနေမယ်ကိုက်နေမယ်ခေါင်းတွေကိုက်တာဗောလေအဲဒါမျိုးတွေလည်းပတ်သက်ပြီးသွားဖြစ်တဲ့အတွက်အထူးသတိထားပေးပါနော် ဇူလိုင်လဖေဖော်ဝါရီလအဲ့ဒီလတွေမှာကျတော့လေထိုးလျောက်တွေဖြစ်ရင်ပြင်းပြထန်ထန်ဖြစ်တတ်တယ်ဒရိထားပါနော်ပြီးတော့ဒီဝမ်းချောက်တာမျိုးတွေဒီအဲဘိုင်းနာတာမျိုးတွေဝက်ပြက်ဝမ်းလျှောဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေသွားဖြစ်တတ်တယ်လေနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်အသက်ရွယ်ကြီးနေတဲ့သူတွေဆိုပိုဆိုးတယ်အဲ့တော့ငယ်ငယ်ရွယ်အမျိုးသမီးတွေပဲဖြစ်ဖြစ်ပါဖြစ်ဘိုင်းမကြခဏအောင်နည်းနည်းပြင်းပြထန်ထန်အောက်တတ်တယ်ဒရိထားအသက်ရွယ်ကြီးနေတဲ့သူကတော့လေနဲ့ပတ်သက်ပြီးဒီလိုဆိုလို့ဖြစ်တာမျိုးတွေလေဖြစ်သွားတာမျိုးတွေတော့အဲ့ဒီကာလာမှာဖြစ်တတ်တယ်ဂရုစိုက်ပါနော် အဲ့ဧပြီလနဲ့နိုဝင်ဘာလနဲ့ကြာတော့ဘာဖြစ်ရလဲဆိုတော့အစာမားတာမျိုးတွေဖြစ်ရတယ်အစာစားတာနဲ့တတိယပါအစာမားတဲ့ပြဿနာမျိုးတွေနောက်ဆက်တော့ကြောင့်အစာအစိတ်ပြင်တာမျိုးတွေဖြစ်ရတယ်အထက်လာအောက်ချောဓာတ်မျိုးတွေအစာဖြစ်ရတော့ review site ပါတော့နော်ဝက်ပြဝက်ချောလေးတတိယပါယောဂအကြီးကြီးမားမားတော့မဖြစ်ဘူးဆိုတာလေးသွားတွေ့ရတယ်ဗျာနော်ဆိုတော့နောက်ဆုံးညာစိတ်ုံတက်လာရတဲ့အထိခံစားရတာမျိုးတွေတော့ကျွန်တော်မတွေ့ဘူးပေါ့အခက်မသိလို့ဂျူရဂျူရစိတ်ုံတက်မဲ့အနေထားဖြစ်ခဲ့ရင်တော့မှအတန့်အလျက် လုံးဝစိတ်ပူစရာမရှိဘူးဆိုတာဖြစ်တဲ့အတွက်အဲဘာမှစိတ်ပူစရာမလိုဘူးပေါ့လေဒါအပြင်ဒီကာလမှာနာတာရှင်ယောဂနဲ့ပတ်သက်ပြီးဖြစ်စရာလေးတွေမရှိတဲ့အတွက်အမှန်တန်ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်အဲ့တော့ချုပ်ပြောလိုက်မယ်ဆိုရင်တရင်းနာသားသမီးလေးအဲတနစ်စာကံမာမှာကျမ်းမာရင်လည်းပတ်သက်ရင်မဆိုးဘူးကောင်းတယ်ဆိုတဲ့အနေထားရှိတယ်တာမန်ဖြစ်နေဖြစ်တာရှိတဲ့ယောဂဘာညာလောက်တွေပဲဖြစ်တာဖြစ်တဲ့အတွက်ဘာမှစိတ်ပူစရာမလိုပါဘူးဗျာနော်အဲ့တော့ကျွန်တော်ခေါ်လာတာအချက်အလုံးပေါင်း6ချက်ဖြစ်သွားပြီတော်တော်လေးစုံပြီးပေါ့လေနော် တစ်ချက်ခုနှစ်ချက်နေနဲ့အားလုံးကိုကျွန်တော်ခြုံကြည့်ပြီးတော့အကြံပေးချက်လေးတွေပြောချင်တယ်ဗျအဲ့တော့ဒီတနစ်စာအကန်ကမှာကလင်းနာခုနှစ်ခုရှိတဲ့အထက်ကလင်းနာလေး၃ခုကကန်ရတယ်အဲ့ကန်ရတဲ့အထက်မှာတနင်္လာကနံပါတ်၃နဲ့မှာပါတယ်အဲ့တော့ကိုရက်ဆိုတဲ့နိနံကခုရှိတယ်ကိုကနံပါတ်3မှာပဲရှိတာဟုတ်အရင်စက်မှုဆရာမှာမရှိတာနော်အဲ့တော့ချုပ်လို့မယ်ဆိုရင်ဒီတနစ်စာကာလာဒီတနစ်လာတာသူတွေတို့ကကံကောင်းတဲ့နိတဲ့မဟုတ်ဘူးဆိုတာအသေးချာပဲသို့တော့ အရာနဲ့မဆိုးပါဘူးသူ့အရင်းနဲ့သူအသိအသိရှိတဲ့ကာလတွေမှာပါတယ်နော်စိတ်ညစ်စရာတွေစိတ်ပျက်စရာတွေကတော့မကြာခဏကြုံရနိုင်မယ်စိတ်နဲ့ပတ်သက်ပြီးတော့စိတ်လေတာတွေကိုယ်စိတ်ကိုကိုယ်မထိုင်နိုင်တာတွေစိတ်နဲ့မကြာတာမျိုးတွေကစာဖြစ်တယ်ကြာစိတ်နဲ့ပတ်သက်ပြီးဒီတစ်ခါဖြစ်ဖို့ဖြစ်တယ်နောက်ဆုံးများတချို့တွေအရဆိုလို့ရှိရင်စိတ်ကောင်းတာတွေမင်းနဲ့ highlight တွေးပြီးပူနေတာမျိုးတွေကစာဖြစ်နေရောအသေးမူအပွဲလေးရာစာထွန်းတော့ပုံပန်တော့ရောက်နေတာမျိုးတွေဒီကနေ့မှဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့သားသမီးတို့ဒီကောင်မတော်အားတို့လောက်အောင်နေတာတို့အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ စိတ်ဆိုးဒေါသထွက်လွယ်နေတာမျိုးလေးတွေပေါ့လေစိုးစိုးမအခဏမျိုးလေးတွေအစားဖြစ်တဲ့သူကစိတ်မကြည်တာလေးတွေဖြစ်တတ်တယ်ဒါနဲ့ဘာမှစိတ်ပူကြမလို့ဒါလည်းအခဏပါပဲနော်ကိုယ့်ကိုသူတို့ကမကြော်နိုင်ပါဘူးနောက်ဆုံးကိုယ်ကပဲအနိုင်ရမယ်ဆိုတဲ့ကိစ္စမှာပါတာဘူးပြောနော်အဲ့တော့ဒီနေ့တစ်နှစ်စာပတ်လုံးမှာအဓိကအဖြစ်နံပါတ်1အရင်အရေးကြီးတဲ့အချက်ကဘာလဲမေးလို့ရှိရင်စိတ်ကိုနိုင်အောင်ထိမှာအဲကျွန်တော်တို့ကမြမယူပါစိတ်ပညာမှာဆိုရင်အများဆုံးပြောလို့ရှိတယ်ပေါ့လေစိတ်ထောင်းရင်ကိုကြည်တယ်လို့ခေါ်တယ် စက်တရားမကြည့်ဘူးစက်တရားအရန်ရှုပ်ထွေးနေတယ်ဆိုရင်စုံပစ္စည်းတွေချတဲ့အခါမှာအမားယွင်းနေဖြစ်တယ်လေနောက်ဆုံးပြာကောင်းကောင်းမွန်မွန်ဘာလို့လို့တော့ငါတော့မသိပဲလမ်းတွေပါတယ်ကြောက်တာမျိုးလေးတွေမိုးလေးလုံးအရာထားတာနဲ့စိတ်တွေမကြည်တာမျိုးလေးတွေလေးလေးပင်ပင်ထားတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့သူကဘာသာရေးလောက်ကမှတက္ကနာပါလေသို့သောအတတ်နိုင်ဆုံးနံပါတ်၁စိတ်ကိုနိုင်အောင်ထိမစိတ်ပြိုရင်ကိုလူလဲဆိုတဲ့စကားလေးရှိတာပဲเนาะအဲ့ဒါအရန်ရည်ကြည့်တဲ့အချက်ပါဒုတိယအချက်ကဘာလဲဆိုတော့ဒီကဏ္ဍမှာမိတ်ဆွေစိတ်မိတ်ဆွေအတူ တတိယရာလေးခွဲခြားပြီးဆက်ဆံပါတတိယရာလေးခွဲခြားပါဒီကနေ့မှာကြုံရတဲ့သူတွေကနောက်ကျော်ဓာတ်နဲ့ထိုးတဲ့သူတွေကမှပါတယ်။ကုညီမလို့နဲ့နောက်ကျော်ဓာတ်နဲ့ထိုးမှဖြစ်တဲ့သူကအထုနဲ့စစ်တတိယရာလေးခွဲပါဘယ်သူမှမယုံနဲ့အရေးကြီးတယ်နော်။နောက်နံပါတ်၃ချက်ကပါလဲဆိုတော့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်ဘယ်သူဘယ်သူမှမယုံနဲ့အဲ့ဒီဘယ်သူဘယ်သူဆိုတာမိတ်ဆွေအပေါင်းအသင်းတို့ကချင်းတွေကိုအဲ့လောက်ထိပဲပြောတာမဟုတ်ဘူး။နောက်ဆုံးများဆွေမျိုးကြီးကောင်မတော်အချင်းချင်းဖြစ်စေတာသမီးဖြစ်စေအဲ့ငွေချင်းနဲ့ပတ်သက်ပြီးဒီကနေ့မှာ တို့ကိုအကြောင်းလို့ဒီဆုံရှုံနစ်နာကြရလေးတွေဖြစ်တာဖြစ်တဲ့အတွက်လုံးဝမယုံကြည်ပါနဲ့လို့ကျွန်တော်အကြံပေးချင်တာကြာနော်နောက်ဆုံးနံပါတ်၄အချက်အနေနဲ့ဗာလဲဆိုတော့ပညာရေးထံပတ်သက်လို့ရှိရင်နည်းနည်းလေးစိတ်ရှည်ပေးပါကြာနော်တချို့ဟာလေးတွေမှာနိုင်ကြသွားဖို့ဆိုပြီးကြောင်းလျှောက်တယ်ပေါ့လေချက်ချင်းလက်နေတော့အဲတင်လိုက်လို့ရှိရင်မရမနဲ့ကြာအောင်လို့လေးတွေဖြစ်တတ်တယ်ဒါမှမဟုတ်အဲ့ဒါလေးကိုစိတ်ရှည်ပြီးခံပြီးဆက်ပြီးလုပ်မယ်ဆိုတော့ तू ကအောင်နေတယ်ပေါ့လေပညာရေးထံပတ်သက် တော့ချင်းချင်းလို့ချင်းချင်းမရဘူးဆိုရင်စိတ်ဆိုတော့ထောက်လွယ်ပြီးတခုခုပြောင်းလဲတာမျိုးတွေကမသိတော့ဘူးစိတ်ရှိရှိလေးစောက်ဆိုင်မှာလိုချင်တဲ့အခွင့်အရေးလေးတွေတခြားဘာလို့ရအောင်လဲဆိုတာလေးပြောချင်တယ်နော်ကျွန်တော်ဘာမှစိတ်ပူကြမလို့ဘာပဲဖြစ်ဖြစ်ကြုံရတဲ့အရာအကောင်းကြီးဆိုနေတာခဏပါပဲဗျာနော်ကျွန်တော်တို့ကိုယ်ကံကိုသိပြီးရှောင်မဲ့ဆောင်မဲ့ဆိုလို့ရှိရင်တေချာပေါ့ဒီကံကိုမကောင်းကောင်းအောင်ကျွန်တော်တို့ပြင်လို့ရပါတယ်နော်စိတ်ပူကြမလို့ပါဘူးအဲ့တော့နောက်ဆုံးအချက်၈နံပါတ်၈အနေနဲ့ပေါ့လေကျွန်တော်တနစ်စာပတ်လုံးလောက်ရမယ် တိုင်းလာသားသမီးတွေအတွက်တနက်စာရေရရကျွန်တော်ပေးခြင်းနေတာနော်အဲရေရကနံပါတ်1ကဘာလို့ကောင်းလဲဆိုတော့အိမ်ရဖះမှာမကြမကြပါလေတရားသီးလေးရတယ်ဆိုရင်တရားသီးလေးကိုစုံးနေနဲ့ကတ်လူပူဇော်ပေးပါဗျာနော်တရားသီးမရဘူးဆိုလို့ရှိရင်လည်းတမောသီးတမောသီးမရရင်လည်းတည့်ရသည်အဲ့အသီးလေးကိုမကြမကြစုံးနေနဲ့ကတ်လူပေးပါဗျာနော်နံပါတ်1ကဘာလို့ကောင်းလဲဆိုတော့မိမိကြိုက်တဲ့ဖះမှာပါလေဘရောက်ပန်းလေးမကြမကြလူပါ လူရက်ခံမှာလည်းဘရောက်ပန်းတို့မိဒီမှာတကူလာမှာပဲပွင့်လာဘူးဗျအဲ့တော့အဲ့ဘာလာမှာတော့လူပြအောင်လူเนาะအဲ့ဒီဘရောက်ပန်းတွေဘာတွေမရတော့တဲ့အချိန်မှာဆိုရင်ဘရောက်ညွန့်လေးတွေကိုเนาะဖျားပန်းအနေနဲ့ယူရပြီးတော့လူပါအိမ်ရဖျားမှာလူလို့ရသလိုကိုယ့်ရဲ့ဂျိုတိုင်းတွေမှာတခြားဖျားတွေမှာလည်းဗနီယံမအောင်ဆိုလူလို့ရတယ်မကြမကြလူပေးပါပြီးတော့နံပါတ်3အနေနဲ့အဲ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့အိမ်ရဖျားမှာကြာမှန်းရရင်ကြာမှန်းနေမှာကြာမှန်းလူမယ် ကောင်းပါရဲ့ကောင်းပါပါနေမကြမကြလို့နေ။ဒါကဟိုစွန့်အောင်ကတ်တာမျိုးလေးတွေဒီဖျားပန်းတင်တာလေးလေးအနေနဲ့ပေးတဲ့ရရာလို့ခေါ်ပါရနော်။ဒါအပြင်အကောင်းဆုံးလွတ်ပြောင်းတော့မယ့်ရရာပေါ့လေ။အဲ့ဒါဘာလဲဆိုလို့ရှိရင်ဇီဝရတာလေးတွေမကြမကြလွတ်ဝေးစေချင်တယ်နော်။အထူးသဖြင့်ကျွန်တော်သဘောရဆိုလို့ရှိရင်ဒီငားလေးတွေပြောလေကိုယ့်ရဲ့တင်းလာနေ့တိုင်းနေ့တိုင်းငားသက်စစ်လေးတွေလွတ်ပြောင်းလွတ်ဝေးပါလို့အကြံပေးချင်တယ်။လွတ်လေကောင်းနေပါပဲ။ ကြုံတွေ့ရမယ့်အဲ့စိတ်ထဲပိုင်းဆိုင်ရာတွေရောငွေချေးတွေရောအချစ်တွေတွေရောအများကြီးကောင်းအောင်မလို့တနင်္လာနေ့တိုင်းလို့လို့လွတ်လွတ်တဲ့အခါမှာချောင်းလိုမျိုးလိုစီးစင်းတဲ့ရေရှင်မှာပဲလွတ်ပါရေကန်ထဲမှာအသေးထဲမှာသွားလွတ်ပြီးလောင်နာနာမျိုးတွေမလွတ်ပါနဲ့ပဲနော်စီးစင်းတဲ့ချောင်းလိုမျိုးလိုရေရှင်မှာလွတ်ပြအောင်လုပ်ပါအမရန်ကောင်းတယ်ဒါအပြင်လမ်းပြင်ပေးပါလမ်းခင်းပေးပါလွတ်ပြအောင်လုပ်ပေးပါဥပမာကို့အနေနာမှာရှိတယ်ပေါ့လေဂျက်ကွက်ရှိတဲ့လမ်းလေးတွေဆိုရင်ကြောက်ခဲလေးတွေနဲ့လမ်းခင်းပြအောင်ခင်းပေါ့ ။အခိုင်အရထကွာပုံပြီးတက်နိုင်တယ်ဆိုရင်အဆင်ပြေတယ်လို့လို့ပေါ့။ပြီးတော့အခုကျွန်တော်တို့ဒီနိုင်ငံမှာကက်ယောဂဘေးနော်ကြာရောက်နေတာမျိုးတွေတွေ့ရတယ်။သဘာဝဘေးအနေနဲ့ကြုံတွေ့နေရတယ်။လမ်းတွေအများကြီးပြတ်နေတယ်။အဲ့ဒီခဲအထက်ကမှကိုကကာယအားနဲ့တက်နိုင်တယ်ဆိုရင်ကာယအားလေးနဲ့ပါဝင်ပြီးတော့ကုညီပေးပါဗျာနော်။အဲ့ဆိုဗျာဗီတာမင်တွေဖြိုးဖို့လူမယ်ဆိုလို့ရှိရင်ကိုကကြောက်ဖို့လေးပေါ့လေကြောက်စရိတ်ခဲလေးဝယ်ပြီးတော့လူမယ်ဆိုလို့လူအဲ့လိုမျိုးလေးတွေဝင်ပြီးလောက်ပေးပြအောင်လုပ်ပေးပါ။အဲ့လိုလုပ်ခြင်းအားဖြင့် တမစ္ဆာဘက်တော့ကျွန်တော်မအញ្ញံခိုက်နေတွေခင်ပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပုံကြီးကောင်းသွားပါလိမ့်မယ်အဲတနေ့ကသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းမှာပြည့်စုံကြပြီးတော့မြစ်သမားကြုံရတဲ့ဘေးအပေါင်းကနေကွာဝေးကင်းဝေးပါစေလို့ကျွန်တော်လေးလေးနက်နက်လေးမြစ်တာကိုဆုတောင်းနေတဲ့တနေ့စာကံတွေမှာဟောမင်းကိုဒီနေ့မှပဲနှိကုံချုပ်ပါတယ်ဗျာနော်